လူတွေမှာဆိုရှင် introvert နဲ့ extrovert နှစ်ခုလည်းရရှိရတော့မဟုတ်ဘူး။ဒါပေမဲ့ introvert နဲ့ extrovert အစုံနှစ်ဖက်ရောက်တဲ့လူဖြစ်နေပြီဆိုလို့ရှိရင်သူတို့နှစ်ယောက်ချင်းမှုအတွက်ဘယ်လိုနေရာမျိုးလေးအဆင်ပြေမလဲလို့။နေရာအဲ့လိုလူမျိုးဆိုလို့ရှိရင်တော့နေရာတော့ indoor လည်းရှိရယ်၊ outdoor လည်းရှိရယ်၊ coffee sign လည်းကျဲရယ်ဆိုရင်နေရာမျိုးလေး Hello အားလုံးမင်္ဂလာပါ Knowledge from Finance ရဲ့ new channel ဒီကနေ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။အဲဒီနေ့ကတော့ personality type ပေါ်မူတည်ပြီးတော့ဘယ်လိုမျိုး coffee shop လေးကိုရွေးချယ်သင့်လဲဆိုတဲ့အကြောင်းလေးကို sharing လုပ်ပေးမှာပါ။အဲ့တော့တစ်ခါတည်းကြာရင်ကို date တဲ့လူရဲ့ personality type ကိုရဲ့ personality type ပေါ်မူတည်ပြီးတော့ဘယ်လိုမျိုး coffee shop လေးရွေးချယ်သင့်လဲ။အမကိုတယောက်ထက်သွားမယ်ဆိုလို့ရှိရင်လည်းဘယ်လိုမျိုး coffee shop လေးကို ကိုယ့်ရဲ့ personality type တွေ mood တွေပေါ်မူတည်ပြီးတော့ဘယ်လိုမျိုး copy shop လေးရွေးချယ်တင်နေဆိုရဲအကြောင်းလေးသင်ဒီလောက်လေး knowledge sharing လေးလုပ်ပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ link vlog လေးကိုအဆုံးထိကြည့်လိုက်ပါအောင်နော်။အဲ့တော့ sharing လေးမလုပ်ခင်ကိုကိုလေးမိစပ်ပေးကြပါမယ်ညီမရောလင်းပါညီမက knowledge map by link ဆိုရယ် YouTube Facebook Instagram ပြီးတော့ TikTok ကရော link ဆိုရယ်နာမည်နဲ့ပဲရှိသေးရပါတော့အဲ့ဒီနာမည်လေး channel လေးထောင်းလာပြီးတော့အဲ့ဒီ channel လေးမှာ coffee blog တွေ mindset နဲ့ပတ်သက်တဲ့ blog တွေ knowledge sharing tip လေးတွေ နောက် beauty နဲ့ပတ်သက်တာတွေပြီးတော့ book review တွေနဲ့ပတ်သက်တဲ့ vlog လေးတွေအာနောက် learning podcast လေးရဲ့အကြောင်းကိုလင်းတိတိမြ sharing လုပ်ပေးနေတဲ့သူတို့ပဲဖြစ်ပါတယ်။အဲ့တော့ knowledge တွေနဲ့ပတ်သက်တာပဲဖြစ်ဖြစ် mindset grow နဲ့ပတ်သက်တာပဲဖြစ်ဖြစ် coffee နဲ့ပတ်သက်တာဖြစ်ဖြစ်သိချင်တယ်ဆိုလို့ရှိရင်တော့ link ရဲ့ channel လေးကို like subscribe or follow လုပ်ဖို့မမေ့ကြပါနဲ့နော်။အဲ့တော့အာ link က personality type ပုံမူတည်ပြီးဘယ်လိုမျိုး coffee shop လေးရွေးချယ်တင်တယ်ဆိုတဲ့အကြောင်းလေးကို link sharing လေးလုပ်ပေးသွားမှာဖြစ်ပါတယ်။ ်အာမောက်ဆုံးအနေနဲ့ dreamer creative ဖြစ်တဲ့သူတွေအရင် creative ဖြစ်ပြီးစိတ်ကူးရင်ဆန်းတဲ့လူအတွေ့ကောင်းကောင်းတွေ့ကျင်တဲ့လူတွေကကြတော့အာဘလို့ MBTI type တွေရှိတယ်ဆိုတော့ INFP တို့ ENFP ဆိုတဲ့ type တွေမှရှိကြတယ်အဲ့တော့အလင်းနည်းနည်း note လေးကိုကြည့်ပြီးတော့လင်းနည်းနည်းဒီပြောဖြစ်မယ်ပေါ့နော်အဲအဲ့တော့သူကဘလူကော်ဖီရှော့လေးလဲဆိုရှင် cozy vibe လေးရှိရယ်ပြီးတော့ဆောက်အုပ်ကလေးလေးရှိရဲ့နေရာအာပြီးလို့ကြာလို့ရှိရင် plan မှာအပင်နေရှိတဲ့နေရာမျိုးလေးတွေဟို background music လေးရှိတဲ့နေရာမျိုးတွေနဲ့ဆိုတော့အပိုးပြီးတော့အဆင်ပြေရပါတော့ for example အပင်ရှိတဲ့နေရာမျိုးဆိုလို့ရှိရင် the leaf cave ဖြစ်မယ်အာနောက်ပြီးကြလို့ရှိရင် library cave ရှိမယ် combination ရှိမယ်ပြီးတော့ eccentric cave ပေါ့နော်သူက indoor outdoor ရှိရဲ့ eccentric cave တို့ပြီးလို့ရှိရင်ကန်တော်ကြီးအလှကိုကြည့်လို့ရရဲ့အချစ်ကဖေတို့အာအဲ့လိုမျိုးရှိမယ်ပေါ့နော်အဲ့တော့သူက drink အနေနဲ့ဆိုဘယ်လို drink မျိုးကြိုက်လဲဆိုလို့ရှိရင်အာ caramel latte တို့ matcha တို့ပြီးလို့ရှိရင် seasonal fruit တွေ juice တွေဆိုလို့ရှိရင်တို့နေကပို့ပြီးတော့အဆင်ပြေရပါတော့။တို့အတွက်ဘာဖြစ်လို့အဲ့ဒီနေရာလေးကအဆင်ပြေလဲဆိုလို့ရှိရင်စိတ်ကူးကောင်းကောင်းလေးနဲ့အများကြီးစဉ်းစားလို့ရလို့ပါ။အာပြောမယ်ဆိုလို့ရှိရင်တစ်ခါတည်းကြိုက်တယောက်တည်းနေဘယ်လိုမျိုး creative idea တွေထွက်လို့ထွက်လာမယ်မသိလောက်အောင်ဒီအဲ့ဒီနေရာလေးတွေက creative thinking ကိုကောင်းစေပြီးတော့ဟိုပြီးတော့နည်းနည်း claim ဖြစ်တယ်ဆိုရဲခံစားချက်လေးရစေတဲ့နေရာလေးမျိုးလို့ပါ။ Okay ဒုတိယ type ကိုသွားမယ်။အာသူကတော့ ambitious ဖြစ်တဲ့ leader energy ရှိတဲ့သူတွေ။ ဟာကိုကို self leading လုပ်နိုင်တဲ့လူတွေပါတယ်လောက leader energy ရှိရဲ့လူတွေအရန် decision making လုပ်တတ်တဲ့လူတွေအတွက် suitable ဖြစ်မယ် coffee place ပေါ့အဲ့တော့ရဲ့ MBTI type တွေကဘယ်လို type တွေဖြစ်နိုင်လဲဆိုရှင် ENTJ တို့ ESTJ တို့စားရ type တွေပေါ့နော်စား type တွေသိရှိအောင်ပါ ESTJ တို့ပေါ့နော်စားရ type တွေအဲ့လိုလူတွေအတွက်ကကြတော့သူတို့ကအဲနည်းနည်း wifi လေးရပြီးတော့အော်လောက moral authentic ပေါ့ moral ကော်ဖီကဖင်းပုံမော်ရယ်ကဖင်းပုံစံနေနဲ့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်သူတို့တောက်တက်တဲ့တိုက်တွေဆိုလို့ရှိရင်ပြင်းပြင်းလေးဖြစ်တဲ့ American တို့ Double Espresso တို့တောက်တက်တယ်ပေါ့နော်အဲ့တော့သူတို့အတွက်ဇွန်နာက Wi-Fi နဲ့ရပြီးတော့ Modern Cake ပုံစံပေါက်တာဆိုလို့ရှိရင်တော့လင်းသွားပြည့်တဲ့တည်းမှာဆိုရှင် Caffeination ရှိနေ The Moment Cake ရှိမယ် Moment Cake ဆိုရင် Background Music တွေ ဖွင့်ထားပြီး claim ဖြစ်တယ်ပြီး GA cave ရှိမယ်အချင်းကြီးစားလက်ထိုင်လေးရပြီး Azandric cave ရှိမယ်အာဒီ the distinct coffee lounge ရှိမယ်ပြီးလို့ရှိရင် the moon glory ပါအဲ့နေရာတွေကတော့ sign နဲ့ကျဲရထိုင်လို့လည်းကောင်းတယ် wifi လည်းရရဆိုတဲ့နေရာမျိုးလေးပါတို့တောက်တက်တာကတော့ပြင်းပြင်းလေးဖြစ်တဲ့ Americano တို့ Espresso တို့တောက်တက်တယ်။အာသူတို့ကဘာလို့အဲ့ဒီနေရာလေးကြီးကြတယ်ဆိုအရန် powerful ဖြစ်ပြီးအရန်ဒီအလုပ်လုပ်တဲ့ချိန်မှာ productive ဖြစ်တဲ့ခံစားရရဆိုရဲ environment လေးမျိုးလို့ဖြစ်ပါတယ်။ โอเคနောက်ထပ် type လေးတစ်ခုထပ်ပါကြည့်ကြမယ်ဒါကတော့ social butterfly လေးတွေကြိုက်တဲ့နေရာမျိုးပေါ့ social butterfly ဆိုတော့နည်းနည်းတော့ extrovert ဖြစ်တဲ့လူတွေပေါ့เนาะအဲသူတို့က ESFP တို့ ENTP ဆိုတဲ့လူတွေပေါ့เนาะ extrovert ပေါ့เนาะအဲဒါ extrovert ဖြစ်တဲ့လူတွေသူတို့ကဆောက်ဓာတ်ပုံရိုက်လှပြီးတော့အာဒီ outdoor seating ရှိတဲ့နေရာမျိုးလေးနည်းနည်းသဘောကျတယ် အခုဆိုသူတို့ Instagram မှာ play ရေအလုပ်လို့ရမယ့်နေရာမျိုးတွေဆိုပို့ပြီးတော့ကြာရပါတော့။အဲ link account ထဲမှာအရင်ဆုံးပေါ်လာတာဆိုလို့ရှိရင်တော့ the bible ဖြစ်မယ်။အာ link တပုံသလားလေးတင်ပြီးတော့ရိုက်ထားရဲ the bible game ဖြစ်မယ်။အာထနာအာ inya တို့ထနာ secret tip တို့စသဖြင့်အဲ့ဒီနေရာမျိုးတွေဆိုတဲ့တပုံရိုက်လာရဲ။အဲနောက်ပြီးကြာရှင် the library cave ဖြစ်မယ်။ path ဖြစ်မယ်။ အာနောက်ပြကြရရှင် KPZ MS တို့ပြီး the tasting coffee launch တို့အာပြီးလို့ရှင် Instagram လွတ်ပေါက်တာဆိုလို့ရှင် the coffee house by signature thanks ပေါ့နော်အေးနေရာဆို indoor outdoor six လေးရှိတယ်။အာပြီးလို့ရှိရင်တော့အာတထနောင်ရံကိမောထနောင်ရက်ဒီဟာပေါ့နော်ဆိုင်ခွဲတွေအကုန်လုံးကတော့အဲ social butterfly ညီနဲ့တော်တော်အဆင်ပြေရဲ့ဆိုင်ထဲမှာပါပါတယ်။ အာသူတို့က drink အနေနဲ့ဆိုလို့ရှိရင် cappuccino တောက်တာရှိမယ်ပြီးလို့ရှိရင် sweet juice လေးဖြစ်တဲ့ lemon tea တို့ peach tea တို့စားရလေးတို့သူတို့ကြိုက်တဲ့ claim ပဲပြီးတော့ latte တွေပါလေတောက်တာလေးရှိပါလိမ့်မယ်ဆိုတော့သူတို့ social butterfly ဆိုနေတဲ့ expressive slow ရသူတို့အရန်ကြိုက်တယ်သလလေးနေရအရန်ကြိုက်တဲ့အတွက်နဲ့သူတို့အဲ့နေရလေးနေရသူတို့နဲ့ပို့ပြီးတော့အဆင်ပြေတဲ့နေရလေးဖြစ်လိမ့်မယ်ပေါ့နော်နောက်ထပ် type တစ်ခုတောင်းမယ်သူတို့ကတော့ in uh ဘာနော် romantic ဆန်ပြီးတော့ deep thinker သမားကြီးအာ introvert တိပေါ့ extrovert ပြောပြီးဆို introvert ကြောင့်ပြောရမှာ introvert ဆိုတော့ i နဲ့စရလူတွေ infj တို့ isi isfp တို့အဲ့လိုလူတွေကြတော့လူလူနေရာတွေနဲ့အဆင်ပြေလဲဆိုအရန် claim ဖြစ်တဲ့ environment ဒီနေ့မှာတော်တော်လေးအဆင်ပြေမဲ့တင်မှာပါတယ်ပြီးတော့ vantage ပုံစံဆိုင်မျိုးတွေပေါ့နော်အဲ့ဒီနေရာတွေနဲ့မှာပုံပြီးအဆင်ပြေမှာလည်း vantage ဆိုတော့ link ောင်းထဲမှာတွေ့မိသားကတော့ chic cafe အချစ်ကဖေးကတော့ bandage ဆိုင်ပုံစံရှိရယ်အဲအခြား limit တော့ဖူးတဲ့ဆိုင်ကြီးရှိမှာပေါ့နော် limit တော့ဆိုင်ကြီးလည်းနည်းနည်းမပြောဖြစ်ဘူးကိုစဉ်းစားမိရဲ့ bandage ပုံစံဆိုင်ကြီးတွေကတော့အာ introvert တွေနဲ့ date ရင်တော့ပွားကြည့်ကြည့်ပါအဲ့နေရာတွေကတော့ပုံစံပြေးလိမ့်မယ်အာနောက် caffeination ရှိမယ် willow cave ပေါ့နော်သူတို့ကအဲ willow cave ဆိုလို့ရှိရင်တော့ introvert နဲ့အကိုက်ဆုံးနေရာပဲဒါ link အာ review ပေးထားတင်ကြသေးရဲ့နေရပါတော့ပြီးလို့ရှိရင်ထထနောင်အင်းရထနောင်အင်းရလည်းနည်းနည်းထိတ်ဆိတ်တဲ့အထဲမှာပါတယ်ဒါပေမဲ့ root of မဟုတ်ဘဲနဲ့ဒီအောက်ကသုံးခွာလောက်ဆိုလို့ရှိရင်တော့ introvert နဲ့အဆင်ပြေအပေါ်ဆုံးထက်ကတော့နည်းနည်း extrovert နဲ့မှအဆင်ပြေမဲ့ပုံစံမျိုးလေးရှိရပါတော့သူတို့တောက်တာတော့ flat white တွေ harpy တွေနဲ့အဲ့ဒါကတော့သူတို့အများဆုံးတောက်တဲ့အရာဖြစ်လိမ့်မယ်အာသူတို့က deep thinker ဖြစ်တဲ့အတွက်နဲ့သူတို့အတွက်အဲ့နေရာလေးကအေးဆေးတိတ်ဆိတ်ပြီးတော့သူတို့ရဲ့အတွင်းတွေကစကားကိုကြားနိုင်တဲ့နေရာလို့ခံစားရတဲ့အတွက်ကြောင့်အဲ့နေရာကြီးနဲ့ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်။နောက်တစ်ခုကအာ analysis the mind mindfulness ဖြစ်တဲ့အလူတွေပြောမှဆိုကိုကိုကိုရဲ့အတွင်းစိတ်ကိုအရင်ကြီး analyze လုပ်တဲ့လူတွေပေါ့ငါဘာသွင်းနေလဲငါဘာလုပ်နေလဲအဲ့လို analyze လုပ်တဲ့လူတွေဆိုတော့သူတို့လည်း introvert ထဲမှာတော့ပါပါတယ်အဲ့တော့ INTP တို့ ISTJ တို့အစားရလူတွေပေါ့နော်အဲ့တော့သူတို့အတွက်ကဘယ်လိုမျိုးနေရာအဆင်ပြေလဲဆိုတော့ slow living လုပ်လို့ရမယ့်နေရာမျိုးစားရင်အရင် clean ဖြစ်တဲ့ environment တွေပြီးတော့ဟိုပြီးလို့ရှိရင် wifi လည်းရပြီးတော့သူတို့ကနည်းနည်းဟို creative လည်းရှိရတယ်အဲ့တော့သူတို့တက်လည်းအဲ့လိုပဲ claim ဖြစ်တဲ့ environment ပေါ့ဒါပေမဲ့သူတို့က introvert နဲ့သူတို့နဲ့ဘာပါกว่าလဲဆိုတော့ introvert ကပို့ပြီးတော့တိတ်ဆိတ်ပြီးတော့သူတို့က mindfulness ဆိုတော့ live in presence မှာနေရတူဖြစ်တဲ့အတွက် live in presence မှာပျော်စရာရှိရင်ပျော်မယ်အာတာတာယာရတဲ့ feeling နဲ့ရှိရင်တာယာမယ်ဆိုတဲ့လူတွေပေါ့เนาะအဲအဲ့လိုလေးပေါ့နည်းနည်းလေးတော့กว่า introvert လူမျိုးလုံးဝကြီး တကားပိတ်ထားတဲ့ပုံစံမဟုတ်ဘူးအဲ့တော့သူတို့အတွက်က battery slow bar cape လေးအစဉ်ပြေးနေမယ်အဲ့အိတ်ဆိုင်တွေနည်းနည်း mindfulness ပုံစံဘက်ကိုသွားရဲပေါ့နော်အာနောက်တစ်ခုကကျတော့ the moment cape ရှိမယ်အ moment cape လေးလင်းအဲ့လို mindfulness ပုံစံခံစားရပြီး cognition ဒါလေးမျိုးနဲ့သွားနေကြဆိုင်သူလည်း mindfulness ထဲမှာပါတယ်ပြီးတော့ eccentric cape ပေါ့နော်အဲ့အဲ့နေရာလေးရအစဉ်ပြေးရမသူတို့တောင်းရင်လည်းသူလည်းအဲ့လို American တို့ harbor tea တို့ detox water တို့သူတို့တကတော့အဲ့ဟာလေးအဲကပို့ပြီးတော့အဆင်ပြေတဲ့နေရာမှာပါတယ်။ဘာလို့လဲဆိုတော့ mindfulness ဖြစ်တဲ့အတွက်ကခါကြရင်သူတို့အဲသူတို့အတွင်းထဲမှာခံစားရတဲ့ဟာတွေသူတို့ကသူတို့ diary အနေနဲ့ချရေးကျင်တဲ့အချိန်မျိုးလေးရှိတယ်။အာသူတို့ကသူတို့ဒီပို့ပြီးတော့ပါတော့ အဲဖြစ်လာတဲ့ခံစားချက်ကိုတို့ analysis လုပ်ခြင်းတဲ့အခြေအနေမျိုးတွေမှာဆိုလို့ရှိရင်တို့က analysis လုပ်တတ်တဲ့လူတွေပုံစံဖြစ်တဲ့အတွက်နဲ့ဒီလို coffee ဆိုင်လေးကတို့နဲ့ပို့ပြီးတော့အဆင်ပြေတဲ့ဆိုင်လေးမှာပါပါလိမ့်မယ် ဆိုတော့နောက်ထပ်တိုက်ကတော့ the natural ပေါ့တဘာဝကိုချစ်မြတ်နိုးတဲ့လူတွေအဲ့တော့သူက ESFJ ရော ISFJ ရောပေါ့နော်အဲ့လိုလူတွေကကြတော့နည်းနည်း friendly ဖြစ်တယ် warm type ဖြစ်တယ်ဆိုတော့ coffee sign မျိုးကြိုက်တယ်အဲ့တော့ friendly and warm type ဆိုပထမဆုံးအနေနဲ့ link ရဲ့ account မှာမြင်သွားတာကတော့ GA cake ဖြစ်လိမ့်မယ်ပြီးတော့ကိုလူချမ်းရှိမယ်အာနောက်ပြောက်ရှင် the life free cake ရှိမယ်အာပြီး the moon glory လောက customer service counter ဆိုင်မျိုးစရှိမယ်ပြီးလို့ရှင်ကိုကိုအာအဲ့ဒါကတော့ဒီ ကြောက်မြောက်တီးရာထဲမှာရှိရဲ Google Cave ဖြစ်လိမ့်မယ်နောက်တစ်ခုကကြတော့ Level Level Bridge လို့ရှိမယ်ဘာလို့လဲဆိုတော့သူက gathering type ပုံစံလေးဖြစ်တဲ့နေရာလေးကိုသူတို့ကနည်းနည်းလေးသဘောကျနေမယ် friendly and caring ဆိုတဲ့ပုံစံမျိုးစားပါတော့သူတို့တောက်တက်တာမျိုးဆိုလို့ရှိရင်တော့ အာမိုခါရှိမယ်လက်တေရှိမယ်နောက်ပြကြလို့ရှိရင် peach tea တို့ lemon tea တို့နည်းနည်း sweet ဖြစ်တဲ့ပုံစံမျိုးလေးပြီးလို့ရှိရင်အာ mix shake ပေါ့နော် mix shake ပုံစံမျိုးလေးကြိုက်တာများလိမ့်မယ်ဘာဖြစ်လို့ဒီနေ့အဲ့နေရာတွေသူတို့ကြိုက်လဲဆိုလို့ရှိရင် friendly and caring ပုံစံလေးဖြစ်လို့ဖြစ်ပါတယ်အဲ့တော့အခုကတော့ဒါကတော့ individual ပုံစံမျိုးလေးတွေအတွက်အစဉ်ပြေဟာမျိုးဖြစ်လိမ့်မယ်အဲ့ဒါဆိုလို့ရှိရင် ထားပါတော့ commonly ရသူတွေမှာဆိုရှင် introvert နဲ့ extrovert နှစ်ခုတည်းတော့ရှိရတော့မဟုတ်ဘူး။ဒါပေမဲ့ introvert နဲ့ extrovert အစုံနှစ်ဖက်ရောက်တဲ့လူဖြစ်နေပြီဆိုလို့ရှိရင်သူတို့နှစ်ယောက်ချင်းဘုတ်အတွက်ဘယ်လိုနေရာမျိုးလေးအဆင်ပြေမလဲလို့မေးချင်ကြတဲ့လူတွေရှိနေမယ်။ Okay အဲ့လိုနေရအဲ့လိုလူမျိုးဆိုလို့ရှိရင်တော့နေရတော့ indoor လည်းရှိရယ် outdoor လည်းရှိရယ် coffee sign နဲ့ကြည်ဆိုရင်နေရမျိုးလေးတွေကိုတော့ပို့ပြီးတော့သွားစီချင်တယ်အာဘာဖြစ်လို့ဆိုလို့ရှိရင်အာဒီဟိုကကြတော့အဲ extrovert တွေကကြတော့ ဒါ social product line ဖြစ်တော့သူတို့ထပ်ပုံရေးရိုက်လာတာကြိုက်မယ် intro back တွေကကြတော့သူတို့ကကြတော့နည်းနည်းငြိမ်တာကြိုက်မယ်ဆိုတော့အဲ့လိုစိုင်းကြီးပြီးတော့နည်းနည်းတိတ်ဆိတ်တဲ့ပုံစံမျိုးလေးတွေနည်းနည်းအဆင်ပြေလိမ့်မယ်အဲ့တော့ intro extro back ကတော့သူကထပ်ပုံရိုက်လာရဲ့ဒီ open ဖြစ်တဲ့နေရာမျိုးလေးကြိုက်လိမ့်မယ် intro back ကကြတော့သူတို့ကကြတော့အပြင်မှာထိုင်တော့မှသူက fresh early ရရင်ကိုသူတို့ကကြိုက်တယ်အဲ့တော့အဲ့လိုမျိုးဆိုတော့အာဘလူးကော်ဖီဆိုင်နေရှိဆိုအချစ်ကဖေးရှိမယ် uh the coffee house my signature san shi me the distinct coffee lounge stream me pia the eccentric cake shi me pia thana uh thana secret tip bon the moment cake shi me bon no ai sign ni ya tharu ne ro po pio a sin pi ba lein me pia uh tha ro ho lin ni ne ka ro အကြမ်းမြပြပြရဖြစ်ပြီးတော့လူတရားမှုပေါ်မှာမူတည်ရပါတော့အာဒါတော့ the miss my so ကမဆုဖုံးမှုပြောဘူးတလို့ပဲ MBTI ဆိုတာကလည်း6လတချင်း changes လည်းရှိရပြီးတော့ အာလင်းဆိုလို့ရှိရင်အရင်တော့ ENFJ ရှိရအခုဆိုဘာ MBTI type ဖြစ်မလဲတော့မသိဘူးပေါ့နော်ဒီ block ပြီးမှပဲလင်းရဲ့ MBTI type ကိုလင်းပြန်ပြီးတော့ဆက်ရမှာမျိုးရှိရ အာတခါတည်းချရင်မူပေါ်မူတည်ပြီးလဲ MBTI တိုက်တာလည်းပြောင်းတက်တယ်အာထားပါတော့လင်းတွက်ကအာတိတ်ရင်းနေရသူဆိုလို့ရှိရင်လင်းလင်းပုံစံ introvert ပုံစံလည်းဖြစ်တတ်တယ်အဲလို dinner ပွဲလိုအချိန်မျိုးဆိုလို့ရှိရင်လင်းရဲ့ပုံစံက extrovert လိုပုံစံမျိုးဖြစ်တတ်တယ်အာအရန်ရှင်းနေရသူဆိုလို့ရှိရင်အရန် trustable person ဆိုရှင်လင်းပုံစံ introvert မဟုတ်တော့ဘယ်လို extrovert ပုံစံ friendly and caring ပုံစံ natural ပုံစံဖြစ်သွားတတ်တယ်အဲတော့လင်းဆိုလည်းဒါလူပေါ်မူတည်ပြီးတော့အာနေရာပေါ်မူတည်ပြီးတော့ mood တွေပြောင်းသွားတာဖြစ်တဲ့အတွက်နဲ့တော့အာ အရန်ကြီးတော့ခံမှန်းလို့ရမှာတော့မဟုတ်ဘူးအာအဲ့တော့ကိုချင်းတွေ့မဲ့လူရဲ့အာတကယ် personality type form တီးပြီးတော့မတွေ့ရင်တော့အရင်ဆုံးပြပြီးတော့တွေ့နေတွေ့ရတဲ့အချိန်မှာဟာကျန်နေလို့စုံမက်နေအရောက်တဲ့အချိန်မှာသူရဲ့ mood ပေါ်မူတည်ပြီးတော့လည်းတခါတည်းကျရင်ပြန်စဉ်းစားရမှာရှိရဲ့အဲ့နေ့ချင်းမဲ့ချင်းတနားကြီးလောက်ကြတော့မှသူ mood ကနည်းနည်းအရန်ပျော် introvert ဖြစ်နေပြီပဲအရန်ပျော်တဲ့ mood တွေဒါမှမဟုတ်သူအရန်ပျော်တဲ့ကိစ္စကြီးဖြစ်လာပြီဆိုလို့ရှိရင်တော့ အာသူထပ်ပုံရိုက်ချင်တာရဲ့ memory ဖြစ်ချင်တာရှိပြီဆိုရှင်တော့ social butterfly လို့နေရာမျိုးလေးတွေနည်းနည်းပေါ့နော် outdoor seating ရှိတဲ့နေရာမျိုးလေးတွေတော့သူပို့ထားချင်ပါပဲအဲအဲ့လိုနေရာမျိုးလေးတွေတွားပြီးတော့ reach ချက်ပြီးရတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့တော့ move ပေါ်မူတည်ပြီးတော့အာဒီရွေးတင်တဲ့ coffee sign လေးတွေကိုတော့လင်းကလည်းအကြံပေးလိုက်တာပေါ့နော်လင်းကတော့ MBDI type ပေါ်မူတည်ပြီးတော့ အာဘယ်လို coffee ဆိုင်နေရွေးတင်လဲဆိုပြီးပြောတာအဲ့ MBD ဘိုင်းထိုက်မှာတော့မတခါတလေကြာရင်သူ့ရဲ့ move သူ့ရဲ့လူပေါ်မူတည်ပြီးတော့ချိန်သွားရဲ့ move ပေါ်မူတည်ပြီးတော့လဲအာသူ့နဲ့အစဉ်ပြေမဲ့ဆိုင်ပေါ့နော်ကိုချိန်မဲ့လူနဲ့ဖြစ်ဖြစ်ကိုနဲ့ပဲဖြစ်ဖြစ်အစဉ်ပြေမဲ့ဆိုင်နှုံးနှစ်ဖက်အရင်အလဲမှာစုံပြီးတော့အစဉ်ပြေမဲ့ဆိုင်လေးတွေကိုတိုင်းရွေးရတော့အကောင်ဆုံးဖြစ်မယ်သူတို့လည်းရတော့အကြံပေးလိုက်ပါတယ်အဲ့တော့ဒီရဲ့ဒီ blog link ကိုကြည့်ပြီးတော့ကို appointment လုပ်မဲ့လူကိုဒိတ်မဲ့လူနဲ့လဲအာ coffee ဆိုင်လှလာလေးနေရာလှလာလေးမှာအာ အဆင်ပြေပြေနဲ့တွေ့ဆုံနိုင်ပြီးတော့ memorial moment လေးတွေကိုဖန်တီးနိုင်ပါစေလို့လင်ရဆုမကောင်းလေးတောင်းပြလိုက်ပါတယ်။အဲ့တော့ Linear D blog လေးကိုအဆုံးထိနားထောင်ပြီးကြည့်ပေးကြရတူတယောက်ချင်းစီရရယ်ကျေးဇူးတင်ပါတယ်။ Linear channel လေးရဲ့ video လေးတွေကိုဒီနေ့ချင်းဒီအားပေးခဲ့ကြရတူတယောက်ချင်းစီရရယ်ကျေးဇူးတင်ပါတယ်။ Now that season တတိ video တတိ podcast တွေလောင်းမှာမလို့ Linear channel လေးကိုစောင့်မျှော်ပြီးအားပေးပါလို့လည်းဖိတ်ခေါ်လိုက်ပါတယ်။ Now that season တတိ video တတိ podcast တွေလေးမှာပြန်လည်ပြီးအောင်ဆုံးနေပါအောင်မယ်နော်။ Take care love you all ပါ။